ရှမ်းပြည်ဖဲခုံမြို့နယ်ကစစ်ကောင်မရှင်တပ်ဖွဲ့တက်ဆွဲထားတဲ့နေရာတွေကိုဂရင်းနီတော်လိုင်းတပ်ပေါင်းစုတွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ဖဲခုံမြို့နယ်နောက်ဖက်ချမ်းတောင်စာလုံးကျေးရွာနဲ့မြောက်စာလုံးကျေးရွာနီးထိုင်းခြားတက်ဆွဲထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေကိုဂရင်းနီတော်လိုင်းတပ်ပေါင်းစုတွေကပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်မှာပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့စစ်မြေပြင်တော်လိုင်းတပ်သားတူကပြောဆိုထားပါဗျ။ တိုက်ပွဲကတော့ဒီကနေ့ဒီဇင်ဘာလ10ရက်မနေ့အထိဖြစ်နေတော့မှာဒီဇင်ဘာလ6ရက်မနေ့ကကျွန်တော်တို့ဘက်ကတပ်ဖွဲ့တွေစုပြီးပြန်လည်ထိုးစစ်ဆင်တာပါသူတို့ရွာနာမှာထိုင်ချတက်ဆွဲထားတဲ့နေရာတွေကိုပြန်ဝင်တိုက်တာပေါ့သူတို့တက်ဆွဲထားတဲ့နေရာကလည်းအသေးချာကြီးကိုမြေတွေတူးပြီးပြင်ဆင်ထားတာလို့စစ်မြေပြင်တော်လိုင်းတပ်သားတူကပြောဆိုထားတာပဲဖြစ်ပါတယ်လက်ရှိသုံးဟတာတိုက်ပွဲတွေအတွင်းမှာစစ်ကောင်မရှင်တပ်ဖွဲ့ဘက်ကရရှိအပါဝင်တပ်သားချို့တည်ဆုံပြီး Grenadier တော်လိုင်းတပ်ပေါင်းစုဘက်ကလည်းထိခိုက်ကြဆုံးမှုအနည်းငယ်ရှိတယ်လို့အဆိုပါတပ်သားကဆက်ပြီးပြောဆိုထားပါတယ် ဒေတာကတော်တော်သေးတယ်ကျွန်တော်နဲ့ညီလာတဲ့စစ်ကောင်စီက9ရောက်လောက်မကဘူးသေးတာလက်နက်တွေကလည်းအနေငယ်သိမ်းနိုင်တာပေါ့တိုက်ပွဲကတော့တော်တော်ပြင်းနေပြဗလောင်းတွေကတော့တစ်ဖက်နဲ့တစ်ဖက်ပြန်မရသေးတာမျိုးရှိတယ်လို့၎င်းကစပီရှင်းပြထားပါတယ်တောင်စာလုံးကြီးဝါနဲ့မြောက်စာလုံးကြီးဝါကြောင့်မှတက်ဆွဲထားတဲ့စစ်ကောင်မရှင်ဘက်ကနေ့စဉ်ဒီပါလက်နက်ကြီးဒရုန်းများနဲ့ပစ်ခတ်နေတာကြောင့်ဂရီနီဒေါ်လိုင်းတပ်ပေါင်းစုဘက်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့အဆိုပါစစ်မြေပြင်တော်လိုင်းတပ်သားတူကပြောဆိုထားပါတယ်ဒီဇင်ဘာလအစကတော့တိုက်ပွဲတွေနည်းနည်းငြိမ်သွားသေးတယ် ဒါပေမဲ့သူတို့ဘက်ကညာညာဆိုရင်လည်းလက်နဲ့ကြည့်ရင်းနဲ့ drone တွေနဲ့ခြားတယ်။ကျွန်တော်တို့ဘက်ကချင်းချင်းပြန်တိုင်ပင်ပြီးတော့ထိုးစစ်ဆင်တဲ့ပုံစံမှာတိုက်ပွဲညီလေးမြေပြင်မှာပဲညီတာ။ဒါပေမဲ့နေတိုင်းသူတို့ဘက်ကကောကိုယ့်ဘက်ကကော drone တွေနဲ့ပြန်လည်တိုက်ခိုက်နေတာမျိုးတော့ရှိတယ်လို့အဆိုပါစစ်မြေပြင်တော်လိုင်းတပ်သားကပြောဆိုထားတာပဲဖြစ်ပါတယ်။လက်ရှိချိန်မှာစစ်ကောင်မရှိတဲ့စစ်ကောင်မရှိလောက်ခံဗအုပ်ပြည်သူစစ်ပြန်တော်နဲ့ခရီးတော်လိုင်းတပ်ပေါင်းစုတို့ကြားနှလားချော်ကြားတိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်သေးဆုံးမှုများရှိခဲ့ပြီး စစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးကြီးရန်တန်ပစ်ခတ်မှုကြောင့်တေဆုံးခဲ့ရတဲ့ဒေသခံများလည်းရှိနေပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလဒုတိယပတ်မှာဖေခုံမြို့နယ်နောက်ဖက်ချမ်းဘောတန်ကျေးရွာတောင်စာလုံးကျေးရွာနဲ့မြောက်စာလုံးကျေးရွာတကျောကိုစစ်ကော်မရှင်တပ်နဲ့ပို့ပြည်သူစီ PNO ပူးပေါင်းစစ်ကြောင်းထိုးသွာလာမှုတွေကြောင့်ကျေးရွာဆယ်ရွာမှာဒေသခံ900ဝန်းကျင်ဘေးလုံရံနဲ့နီးစပ်ရာကြီးရွာတောတောင်တွေအတွင်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ။မိုးမင်းမြို့နယ်နဲ့နေရက်ဆက်တိုက်ပုံကျဲခံရတာကြောင့် ကိုဝင်ဆောင်မိခင်နဲ့ကလေးပါဝင်၁၁ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုလည်းဖော်ပြပေးပါမယ်။ရှမ်းပြည်မိုးမိန်မြို့နယ်ကမြစ်ဆုံကြီးရွာနီကိုစစ်ကောင်စီတပ်ကလေးချောင်းပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်ဘေးတိမ်းရှောင်နေတဲ့ကိုဝင်ဆောင်မိခင်နဲ့ကလေးအပါဝင်၁၁ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ6ရက်မနက်9:00နာရီကျော်မှာစစ်ကောင်စီတပ်ပြန်လည်တပ်ဆွဲထားတဲ့မိုးမိန်မြို့နယ်နဲ့ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားတဲ့ မဘဲမြို့နယ်ကြားမြစ်ဆုံကြီးွာရှိမိဘမီတာ73စီတိုင်းဤကိုစစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာမော်ကုတ်မြို့မှာစစ်ပီးရှောင်သွားတဲ့ကိုဝင်ဆောင်မိခင်တူနဲ့ကလေးနှုတ်အပါဝင်အရသာစုစုပေါင်း71ဦးလေကြောင်းပုံထိမှန်သေဆုံးခဲ့တယ်လို့မိုးမိတ်ဒေသခံတွေကပြောပါတယ်။အားလုံးပေါင်း71ယောက်ဆုံးသွားတယ်ဗျ။အမျိုးသမီးက9ယောက်နဲ့အမျိုးသား2ယောက်အဲ့ဒီထဲမှာကိုဝင်ဆောင်တစ်ယောက်နဲ့ကလေးနှစ်ယောက်လည်းပါတယ်။နောက်ပြီးတော့မော်ကုတ်ကနေစစ်ရှောင်သွားတဲ့သူတွေလည်းတည်သွားတဲ့ထဲမှာပါတယ်။ လေနဲ့ရှစ်လုံးကျဲသွားတာမှခုနှစ်လုံးပေါက်ွဲတယ်။မနေ့ကလည်းထလာကျဲသေးတယ်လို့မိုးမိတ်ဒေသခံမျိုးသားတူကရှင်းပြထားပါတယ်။မြစ်ဆုံကြီးဝဟောင်းမိုးမိတ်နဲ့ဆစ်ရှမိုင်ခန့်ကွာဝေးပြီးတိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲနှစ်ရက်ဆက်တိုက်လေးချောင်းပုံကျဲခံရတာဖြစ်တယ်လို့လည်းဒေသခံတွေထံကသိရပါတယ်။ဒါ့အပြင်မိုးမိတ်မျိုးတဲ့ဝင်ရောက်နေရာယူတက်ဆွဲထားတဲ့ဆစ်ကော်မရှင်တပ်တွေကကချင်လွတ်လပ်ရေးတပ် KIA မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ် ABSDM နဲ့ ဒေါ်လာရင်အားစုပီရီယံများတက်ဆွဲထားတဲ့နေရာများထိတက်စခန်းအခြေဆိုင်ဖို့လောက်လာတာကြောင့်နေစဉ်ဒီပါထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့လည်းမိုးမိတ်ဒေသခံတွေကပြောဆိုထားပါတယ်။ပီရီယံရဲ့ကေအေကမိုးမိတ်မြို့မြောက်ဖက်တကျောင်းမှာလှုပ်ရှားနေကြပါစစ်တပ်ကလည်းအဲ့ဒီဘက်ကိုစစ်ကြောင်းထိုးနေတော့တိုက်ပွဲနေတိုင်းဖြစ်တယ်။ဒေါ်တဲ့ပြေးကြတဲ့စစ်ဆောင်တွေကိုမပြန်နိုင်အောင်တိုက်ပွဲထပ်ဖြစ်မယ်လို့ပီရီယံကပြောတာ။စစ်တပ်ကလည်းပြန်လာလို့ရပြီဆိုပြီးပြောလို့စစ်ဆောင်တွေကြားညက်နေတယ်လို့မိုးမိတ်မြို့နယ်မှာအဆိုပါဒေသခံမျိုးသားကရှင်းပြထားတာဖြစ်ပါတယ်။ ဒီဇင်ဘာလတရနေ့ကစတင်ပြီးမိုးကုံးမြို့နဲ့မုံမိန်မြို့မှာ TNL တက်ဆုပ်ပြီးတဲ့နောက်တော်လိုင်းအင်အားစု PDF များထိန်းချုပ်ထားတဲ့နေရာတွေထိစစ်ကော်မရှင်တပ်ဘက်ကမြေပြင်စစ်ကြောင်းထိုးအင်အားတိုးချဲ့နေတဲ့အပြင်တပတ်အတွင်း၄ကြောင်းတိုက်ခိုက်မှု၃ချိန်ထက်မနည်းရှိလာတယ်လို့လည်းဒေသခံများထံကသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ပိုင်းမှာ မိုးကုတ်မြို့တွေကိုစစ်ကောင်မရှိတဲ့များအင်အားထောင်တဲ့ချီပြန်လဲဝင်ရောက်ခဲ့ပြီးတဲ့နောက်မိုးမင်းမြို့ဘက်ကိုဆက်လက်ထွက်ခွာသွားစဉ်မှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း KIA ပြောရေးဆိုဝင်ရှိသူဗိုလ်မှူးကြီးနော်ဘောကအတည်ပြုပြောဆိုထားပါတယ်။ကချင်လွန်လိုက်တဲ့ KIA ထိန်းချုပ်ထားတဲ့မဘိမြို့နယ်နဲ့စစ်ကောင်မရှိတဲ့ပြန်လဲဝင်ရောက်လာတဲ့မိုးမင်းမြို့နယ်တို့မှာနယ်နိမိတ်ချင်းထိဆက်နေတာကြောင့်စစ်ကောင်မရှိတဲ့နယ် PDF များတိုက်ပွဲဖြစ်ပေါ်ပါကစစ်ရေးရ PDF ဘက်ကဝင်ရောက်ကူညီမယ်လို့လည်းဗိုလ်မှူးကြီးနော်ဘောကပြောဆိုထားပါတယ်။ မောပိမြို့နယ်မှာတအောင်းပလောင်မျိုးသားလူမျိုးရေးတမတော် TNL ပြင်ကချင်လွတ်လိုက်တဲ့ KIA ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တမတော် SSPP SSA မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တအူ APSDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDM များလည်းတွာလာလှုပ်ရှားနေကြတာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးချောင်းမြို့နယ်ကြည်ကုန်းရွာမှာစစ်တပ်ကတရားခံပြည်သူ၃ကိုတပ်ဖြတ်ပြီးပြည်သူပိုင်းပစ္စည်းများကိုခိုးယူကာနေအိမ်များကိုမိရှို့ဖျက်ဆီးထားတဲ့တဲ့မှာ စကိုင်းတိုင်းချောင်းမြို့နယ်ကြည်ကုန်းကျေးရွာမှာစစ်တပ်ကတစားကန်ပြည်သူ၃ကိုတပ်ဖြတ်ကပြည်သူပိုင်းပစ္စည်းများကိုခိုးယူပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ချောင်းဦးစီရတော်ကရန်ကုန်ခေတ်သစ်တရင်ဌာနကိုမိန့်ကြားထားပါတယ်။ဒီဇင်ဘာလ၂ရက်နေ့ကချောင်းမြို့နယ်ကြည်ကုန်းကျေးရွာတွင်ကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ဝင်ရောက်ခဲ့တဲ့ကျမ်းဖက်စစ်သားတွေကဖမ်းဆီးလာတဲ့တစားကန်ပြည်သူ၃ကိုတပ်ဖြတ်ခဲ့ပြီးနေအိမ်များတွင်မှပြည်သူပိုင်းပစ္စည်းတွေကိုဖောက်ထွင်းခိုးဥကကားငယ်ကြီးကားငယ်များနဲ့နေရောညပါတဲဆောင်နေကြတယ်လို့သိရပါတယ်။ ။ဒါပြင်နေအများကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီးဂျေးရွာစော်တင်ကျောင်းတွေမှာတက်ဆွဲထားတဲ့ဘေးပတ်ပတ်လည်ဂျေးရွာတွေကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတာကြောင့်ဂျီကုန်းဂျေးရွာအပေါ်ဝဲအနီးနားကဂျေးရွာများမှာပြည်သူများမှာစစ်ဘေးရှောင်နေရတယ်လို့လည်းသိရပါဗျ။ဒဇာကန်ဖမ်းလာတဲ့ပြည်သူသုံးကိုရွာထဲမှာတတ်ထားတယ်။ရွာကရွာကြီးဆိုတော့ခိုးခံရတဲ့ပစ္စည်းတွေကအများကြီးပဲခိုးသွားတဲ့ပစ္စည်းတွေရဲ့တံပိုးကသိန်းပေါင်းတောင်းကြီးကဏ္ဍမကရှိပါတယ်။နေရောညပါကားကြီးကားငယ်တွေနဲ့တည်နေကြတာ စင်အားကလည်းလုံးဝထင်မထားလောက်အောင်တုတ်ထားတာ။လောလောဆယ်ကြီကုန်းစစ်ကြောင်းရောအမြင့်စစ်ကြောင်းရောပေါင်းရင်900ပတ်ချလဲလောက်ရှိမယ်။အခုကြီကုန်းရွာပတ်ချလဲကိုလက်နေကြီးတွေနဲ့ရမ်းထုနေလို့အနီးနားကရွာတွေအကုန်ရှောင်နေကြရပါတယ်လို့လည်းချောင်းဦးဆရာတော်ကမိတ်ကြားထားတာဖြစ်ပါတယ်။လက်ရှိချိန်မှာချမ်းဘတ်စစ်တပ်ကကြီးရွာတွင် ရှိနေသည့်ပြီးတိုင်ပွဲများတဲ့အချိန်မီရွေးဖြစ်ပွားနိုင်တာကြောင့်မုံရွာမန္တလေးလမ်းမကြီးခင်းမွန်ချောင်းဆောင်လန်းချောင်းဦးမဲတဲ့ဂျိုလန်း ချောင်းဦးအမြင့်လန်းတို့ကိုလုံးဝအသုံးမပြုကြဘို့ချောင်းဦးဘက်ကဖကလည်းတတိပေးထားတာဖြစ်ပါတယ်ခင်ဗျာ